်ပါ online အဘိဓမ္မာအသင်တန်းမှကြိုဆိုပါရယ်ဦးစင်းကဥခေမာတိတိပါတဲ့နမစတဲ့မိတရားဤမူလအပိုင်းရှင်အစ်စ်ဖြစ်တော်မူသော သောလောကထွထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှ िख ုဥချကတော်ပါ၏အရှင်ဘုရားအဲ့ဒါရှားောက်ပြန်သွားပါမယ်အယုံ၆ပါးမှာ ရူပါယုံတတယုံဂန္ဓာယုံရသယုံဖောဒဘယုံပြီးခဲ့ပါတယ်ဓမ္မယုံနဲ့ဓမ္မယုံအရောက်ပြရတော့ ဓမ္မယုံကကြံနေတဲ့တိမှတ်ခွဲရအားလုံးကိုဓမ္မယုံလို့ခေါ်တယ်။သူ့ရဲ့မူရင်းအကျင့်မှာတော့အများကြီးမပြောပါဘူးဓမ္မရမဏပနာပတာရဒုက္ခမရူပစိတ်ဓာစေတသိကနိဗ္ဗာန်ပညာတိဝေဒိနာစတာတလောက်ပဲပြောတယ်6 6မျိုးပဲပြောပတာရယုတ်တဲ့ဒုက္ခမယုတ်တဲ့ပတာရဒုက္ခမစိတ်တဲ့စေတသိက်တဲ့နိဗ္ဗာန်ပညာတဲ့ အဲ့ဒီ6မျိုးကိုဓမ္မယုံလို့ခေါ်တယ်သူရဲ့တင်းညိုကျမ်းတင်းညိုကျမ်းမူရင်းမှာအဲ့လိုအလောက်လေးပဲပြောပါတယ်ပတာရဒုက္ခမစိတ်စေသိနိဗ္ဗာန်ပညာဒီ6မျိုးကိုဓမ္မယုံလို့ခေါ်တယ်သို့တော်လည်းခုနပိုင်းသင်တန်းတွေမှာအခြေတော်ဝင်ရှင်းပြတာဖြစ်တဲ့တကြောင်လို့ဒါကိုအရာကောက်လို့အခြေတော်ဝင်ထည့်ပေးပါအောင်ပါစေကဗနာပါရှိတယ်စိတ်89ပါစေတသိက်52ပါစိတ်စေသိက်ပတာရယုတ်ပတာရယုတ်ကဘယ်လောက်ရှိလဲဆို5ခုရှိတယ် ပတာရယုတ်၅ခုဆိုတာဘာတွေကိုပြောတာလဲဆိုပတာရယုတ်ဆိုတာကတော့သက္ခုပတာရမျက်စိအကြည့်သက္ခုပတာရတောတာပတာရနားအကြည့်နားထဲမှာလှဆုပ်ခွင့်တန်တန်နဲ့အနီးရဲ့ဒါလိုရှိမှာခန္ဓာပတာရနှာခေါင်းအကြည့်နှာခေါင်းအကြည့်ရုပ်နှာခေါင်းထဲမှာရှိမယ်နှာခေါင်းကြီးကိုပြောတာမဟုတ်ဘူးเนาะစိတ်ခေါ်တန်တဲ့ပုံစံတို့ဒီမှာအကြည့်ရုပ်လေးတွေရှိတယ်ဇိမပတာရအရှာအကြည့်အရှာလျှံမှာကြောက်ဝဲကြောက်ဝဲဖမ်းများနဲ့အလားတူတဲ့အကြည့်ရုပ်ကလေးရှိတယ်အကြည့်တက်ကလေးရှိတယ်အဲ့ဒါကိုဇိမပတာရလို့ခေါ် နော်ကာယပတာရအကိုကြီးဇမင်ပြားတွေခြေသေးလက်သေးပြားတွေကိုဖယ်ထားလိုက်နော်ဒီကိုလုံးမှာပြန့်နှံ့ပြီးတော့တည်ရှိနေတဲ့အကြီးချုပ်ပတာရယုတ်၅မျိုးရှိအဲ့ပတာရယုတ်၅မျိုးကျန်နေသေးတယ်ဆောနာတော်ကတော့ပတာရယုတ်၅မျိုးအဲ့တမှာဒါဓမ္မယုံရဲ့အရာောက်ထဲမှာပါမယ်ပတာရယုတ်က၅မျိုးနောက်ကဒုက္ခမယုတ်ဒုက္ခမယုတ်16ပါကြည့်ကြအောင်တို့ဒုက္ခမယုတ်ယုတ်အလုံးမှာ28ပါးရှိတယ် အဲ့ဒါဆိုချက်ပါကိုလော်လော်ခွဲလိုက်မယ်ဆိုကျန်းတန်းတဲ့ရုပ်လူညံတဲ့ရုပ်လော်လော်ခွဲလို့ရတာကျန်းတန်းတဲ့ရုပ်ကဘာတွေလဲတိလေတိလွယ်တဲ့ရုပ်ထင်ရှားတဲ့ရုပ်အဲ့ဒါခုနကပြောခဲ့တဲ့ပတာရယုတ်၅ပါးမျက်စိနာနှာခေါင်းရှာကိုပတာရယုတ်က၅ပါးနောက်ဆုံးတော့ကပြောခဲ့တဲ့ခောစရယုတ်၇ပါးနော်ခောစရဆိုတာခုနကပြောခဲ့တဲ့အဆင်းနဲ့အတန်တွေကိုပြောတာဒီကအဆင်းအတန်အနတ်အယတာရဲ့ဖောတဘာယုံဖြစ်တဲ့ပထဝီတေသောဝါယော၃ခု အွန်လိုင်းတွေမှာခုနှစ်ခုရှိရလားအဲ့ဒီခုနှစ်ခုကိုဂေါစရယုတ်လို့ခေါ်ရတာဒါဂေါစရယုတ်ခုနှစ်ပါဒီနှမျိုးကအတိလွယ်မြင်လွယ်တဲ့အတွက်ကြောင့်ဂျန်နဲ့တဲ့ကြောင့်အော်လာရီကလို့ခေါ်တယ်ပေါင်းလိုက်12ပါရှိတယ်ယုတ်အားလုံးပေါင်းက28ပါရှိပါတယ်ဂျန်နန်းနာက12ပါရှိတယ်ဘလောက်ဂျန်လဲလို့မေးရင်16ပါဂျန်တယ်ဒါဆိုနူးညံ့နာ16ပါဂျန်ပါတယ်အဲ့နူးညံ့တဲ့ယုတ်ကပါတယ်လဲနူးညံ့နာကိုပါလိလို့သူခမယုတ်လို့ခေါ်တယ်အဲ့သူခမယုတ်16ပါဂျန်ပါဓမ္မယုံထဲမှာကျန်တာတွေအားလုံးကိုအရောက်ောက်ပေးရမှာဖြစ်တယ် ဒါဆိုဒုက္ခမယုတ်16ပါ။ပတာရယုတ်က9ပါ။ဒုက္ခမယုတ်က16ပါ။နိဗ္ဗာန်ပြည့်ညက်နိဗ္ဗာန်ပြည့်ညက်ထဲလိုက်။ဒါဆိုအဲ့ဒါဓမ္မယုံရဲ့အရာောက်ပါပဲ။နည်းနည်းပြန်ချက်ပြီးတော့ပြောမယ်ဆိုရင်စေစေတသိက်စေရှိသက်ကိုစေသိက်50နဲ့ပတာရယုတ်9ပါ။ဒုက္ခမယုတ်16ပါ။နိဗ္ဗာန်တပါးပြည့်ညက်တပါး။ငွေရင်းကျမ်းမှာတော့ဒီ6မျိုးပဲပြောပါရတယ်။ အကျင့်ချက်လိုက်ရင်တော့ဒါတွေရပါမယ်။ဒါဆိုရင်ဒါအာယုံ6ပါးရဲ့အရာောက်တွေပါ။အဲ့တော့ဓမ္မယုံထိုက်တဲ့တရားအဲ့တော့ဓမ္မယုံထိုက်တဲ့တရားအကျင့်အပြည့်ဆိုရင်တော့6ပါးရှိတယ်။အဲ့6ပါးမှာအပေါ်ကစိတ်စေတသိက်ရုပ်တွေဒီမှာစိတ်တွေစေတသိက်ဒါရုပ်အဲ့၃ခုကဒါပရမတ်တရားတွေဖြစ်လိုက်ဖြစ်လိုက်တရားတွေနဲ့အနေနဲ့ရှိနေကြတာဖြစ်တဲ့အတွက်သူတို့ကကာလ၃ပါးရှိပါတယ်။ကာလနဲ့ခွဲမဲ့ဆိုတော့တေကာလိကာ ဒီကလေးကဆိုတော့ကာလ၃ပါးရှိတယ်လို့ဆိုလိုပါတယ်ပြစ္ဆုတ်ပံအတိတ်အနာဂတ်ကာလ၃ပါးရှိတယ်ရူပအောင်တရားအောင်ကန္တာဝရတအောင်ဖောတတ်ပါရောအာယုံ၆ပါးမှာအရှိပိုင်းအာယုံ၅ပါးကလည်းအရာကောက်တဲ့ခါကျတော့ယုတ်တရားတွေကိုကောက်ထားတာဖြစ်တယ်သူတို့လည်းပဲပြလိုက်ပြလိုက်နဲ့ဖြစ်နေကြတဲ့တရားတွေဖြစ်တဲ့တော့ကြောင့်မလို့ဥပတိပင်တွေရှိတဲ့တော့ကြောင့်မလို့ကာလ၃ပါးရှိပါတယ်ပြစ္ဆုတ်ပံအတိတ်အနာဂတ်ဆိုပြီးတော့ကာလ၃ပါးရှိတယ် နိဗ္ဗာန်နဲ့ပြည့်ညတ်နေရတော့ကာလမရှိပါဘူးကာလဝိမုတ်လို့ခေါ်ပါတယ်အဲ့တော့ပြန်ချုပ်ပြီးတော့ပေါင်းပြောမယ်ဆိုရင်ရူပါယုံသတ္တရာယံကန္တာဝရသံဖော်တတ်ပါယုံအဲ့ဒါတွေကဟောရာတွေကယုတ်ယုတ်ကျမ်းတွေလေးဖြစ်တဲ့ဓမ္မယုံထဲမှာပါနေတဲ့ပတာရယုတ်အဲ့ဒါသူခုမယုတ်16ပါအဲ့ဒါတွေကတော့ယုံမှုလေးတွေဖြစ်တဲ့ပေါင်းလိုက်ရင်တော့ယုတ်ပါပဲဒါယုတ်ဒါစိတ်တွေစေတသိက်တွေ အဲ့ဒါနံရုံနဲ့နံဒီသင်္ခါရတရားရုံနဲ့နေရဥပ္ပတိပင်ဖြစ်လိုက်တိလိုက်ပြက်လိုက်ဆိုတာရှိတယ်ဖြစ်တိပြက်အဲ့ပစ္စုပ္ပန်အနေနဲ့လည်းရှိပါတယ်အတိတ်တုန်းကလည်းရှိတယ်အနာဂတ်မှာလည်းအကြောင်းကြီးညွှန်ရင်ဖြစ်မယ်အဲ့အာယုံလေးတွေရဒါကြောင့်မလို့ပြောခဲ့တဲ့ရုပ်တွေရုပ်28ပါးစိတ်စေတသိက်အဲ့ဒီဥစ္စာဟာအတိတ်ရဲ့ပစ္စုပ္ပန်ရဲ့အနာဂတ်ရဲ့ကာလ၃ပါးရှိတယ်ကာလသုံးပါးရှိတဲ့အကြောင်းမလို့အဲ့ဒါတွေကတေကာလိကအာယုန်တွေပါကာလသုံးပါးရှိတဲ့အာယုန် တေကာလိကအာယုံကလ၃ပါးရှိတယ်နောက်ကဓမ္မယုံထဲမှာအကျုံးဝင်နေတဲ့တရားနှစ်ခုရှိတယ်ပြဉ္ညရဲ့နိဗ္ဗာန်ရဲ့ပြဉ္ညရဲ့နိဗ္ဗာန်ရတော့ကာလမရှိပါဘူးကာလဝိမုတ်အာယုံအတိတ်ပြစ္ဆုတ်ပံအနာဂတ်အဲ့လိုကာလ၃ပါးနေပြီးတော့မှလွတ်နေတယ်အဲကလာဝိမုတ်လို့ခေါ်တယ်ဘယ်လိုပုံစံမျိုးနဲ့လွတ်လဲပြဉ္ညာဆိုတာကတကယ်မရှိဘူးပြဉ္ညာဆိုတာကတော့အနှမျိုးပြောပြောမယ်အဓိကပြောမယ်ဆိုနာမပြဉ္ညာရှိတယ်အထပြဉ္ညာရှိတယ်နာမည်နာမပြဉ္ညာဆိုတာနာမည်တွေကိုပြောတာ နာမည်ဆိုတာလူတွေခေါ်ဝါသမုတ်ထားတဲ့နာမည်တွေအထပညာအထပညာဆိုတာကတော့အကောင့်တဲ့ဓာတ်ပုံတန်ကြီးတွေပြောတာအိမ်တွေကျောင်းတွေခွေးတွေလူတွေနဲ့တွေအဲ့လိုအဲ့အဲ့လိုဥစ္စာတွေကပရမတ်အစစ်မှန်နေမဟုတ်ဘူးလောကလူတွေရဲ့အခေါ်ဝါရဒါလူတွေကျောင်းတွေခွေးတွေဒါတွေကတကယ်ထင်ရှားရှိနေတယ်လို့ထင်ရတော့လေလက်စုပ်လက်ကင်ပြတဲ့အခါမှာတော့အဲ့ဒါတွေမတွေ့ပါဘူးတတိကျရင်အမာရယ်ဆိုရင်ပထဝီဓာတ်ကိုပဲတွေ့မှာအဲ့လိုမျိုးယုတ်ကလက်တွေကိုပဲတွေ့မှာဖြစ်တဲ့အတွက်ကြောင့်အိမ်ကို တွေ့ရအောင်ကြောင်းကိုမတွေ့ရအောင်လူကိုမတွေ့ရအောင်ခွဲကိုမတွေ့ရအောင်အဲဆိုပြဉ္ညာတရားဟာတကယ်မရှိပါဘူးပြဉ္ညာတရားတကယ်မရှိတဲ့တော့ကြောင့်မလို့တို့ကိုအတိတ်အနာဂတ်ပစ္စုပန်အဲလိုကာလ၃ပါးနဲ့မဆိုထိုက်ဘူးဒါကြောင့်မလို့ပြဉ္ညာဟာကာလနေပြီးတော့မှလွတ်ပါတယ်ကာလဝိမုတ်တရားဖြစ်ပါတယ်တကယ်ထင်ရှားမရှိတဲ့တော့ကြောင့်မလို့ပြဉ္ညာကာလဝိမုတ်ကာလနေလွတ်ပါတယ်နောက်တစ်ခုကတော့နိဗ္ဗာန်နိဗ္ဗာန်ကတော့ပရမတ်အပြည့်ထင်ထင်ရှားရှားရှိပါတယ်တော်တော်သူရှိပုံက နိဗ္ဗာန်သည်တန်တိဒုက္ခငြိမ်းသည့်လက္ခဏာရှိတဲ့အမဉဏ်ဖွဉဏ်နေနဲ့မျက်မှောက် ပြုနိုင်တယ်တကယ်တရှိတဲ့ပရမတ်တရားတစ်ခုဖြစ်တယ်ဒါပေမဲ့နိဗ္ဗာန်ဟာတဲ့ဥပ္ပတ်ဆိုရဖြစ်တာမရှိဘူးဘယ်ဆိုရပြတ်တာမရှိဘူးနော်ဈာထဲမှာထီဆိုရကာလတည်သေးလည်းမရှိဘူးဥပ္ပတ်ထီပင်ဆိုရဖြစ်လိုက်ပြတ်လိုက်ဆိုတဲ့သဘောမျိုးမရှိဘူးဖြစ်လိုက်ပြတ်လိုက်သဘောမျိုးမရှိတဲ့အတွက်ကြောင့်မလို့သူကအတိတ်တွေပြစ္ဆုတ်ပံအနာဂတ်ဆိုတဲ့ကာလသုံးပါးသတ်မှတ်လို့မရဘူးဒါကြောင့်မလို့နိဗ္ဗာန်ဟာကာလဝိမုတ်တရားပါကာလကနေပြီးတော့မှလွတ်မြောက်ပါတယ်ဝိမုတ်ဆိုတာလွတ်တယ် ဆိုရင်ကာလဝိမုတ်နိဗ္ဗာန်နဲ့ပညာဟာကာလဝိမုတ်ဒါဆိုရင်ခုနတရားကောက်တဲ့ထဲမှာဓမ္မယုံထဲမှာစိတ်စေတသိက်ပဒါရယုတ်ဒုက္ခမယုတ်ဒီဥစ္စာကကာလသုံးပါးရှိတယ်နိဗ္ဗာန်နဲ့ပညာကတော့ကာလဝိမုတ်ဟာမှတ်ထားလိုက်ပါဟောပြီနိဗ္ဗာန်နဲ့ပညာရဲ့ကာလဝိမုတ်ဖြစ်ပုံအလွယ်မှတ်ချင်တယ်ဆိုရင်တော့နိဗ္ဗာန်ဆိုတာနိစ္စနိဗ္ဗာန်ဒုဝနိဗ္ဗာန်နော်အတ္တိပိတ်ခွေအာဇာနဲ့အဘုနဲ့စသည်အပြည့်ဟောရတာတွေရှိတော့ နိဗ္ဗာန်သရမှာမပြတ်မဆက်အမြဲတည်နေတဲ့အတွက်ကြောင့်ကာလသုံးပါးအဖြစ်ခွဲဝေ၍မရသောကြောင့်ကာလမဟုတ်ဖြစ်သည်နောက်တစ်ချက်ပညာကြတော့အလိုမဟုတ်တော့ပညာတော့တကယ်မရှိဘူးပညာသည်ဥပ္ပတ္တိပင်အဖြစ်အထင်ရှားမရှိ၍ကာလသုံးပါးအဖြစ်ခွဲဝေ၍မရသောကြောင့်ကာလမဟုတ်ဖြစ်သည်ဒါကတော့စာမွေးဖြေဖို့အတွက်မှန်လဲမှန်ကန်ပြီးတော့လိုရင်းနဲ့တူတူရှင်းရှင်းမှတ်ချင်ဒီတိုင်းမှတ်ထားလိုက်ပါ အားလုံးသောတက္ကရာမအပေါင်းယောဂီပေါင်းတို့သည်ကိုယ်စိတ်နှစ်ဖြာအကျမ်းပါချမ်းသာပေးရန်ကင်းကွာကြပါစေနှလုံးစိတ်ဝင်ငြိမ်းအေးကြပါစေတရားထုတရားမြများလင်းမြန်စွာရရှိကြ၍သူတစ်ပါးသားတရားထုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ